မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အာဆီယံနိုင်ငံများကြားကွဲပြားခြားနားမှုရှိတော်လည်းအခြေခံမှုအပေါ်မှာလှုံ့ဆော်ဖို့အရေးကြီးရလို့အပေကန်စစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အာဆီယံနိုင်ငံများချင်းချင်းကြားမှာကွဲပြားခြားနားမှုတွေရှိတော့လဲရှိနေပြီးအခြေခံအချက်တွေပေါ်မူတည်ပြီးလှုပ်ဆောင်နိုင်ဖို့အရေးကြီးတယ်လို့စင်အာနာသိမ့်ပြီးအပေခံထားတဲ့စစ်ကောင်ဆောင်မင်းရောက်လိုင်ကပြောပါတယ်ပြီးခဲ့တဲ့မေလရှိရနေ့ကရှင်ပြည်နီပွဲတက်ဖို့ရုရှားနိုင်ငံကိုရောက်ရှိနေစဉ်ရုရှားသတင်းဌာန RT နဲ့တွေးဆမင်းမြန်မှုအတွင်း၎င်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်စစ်ကောင်စီနေနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်အာဆီယံပြည်ညင်တိုင်းပူးပေါင်းဆောင်ရွက်မှုအလုံးစုံကိုအပြည့်အဝလုပ်နေရလို့အာနာသိမ့်ကောင်ဆောင်ကပြောပါတယ်ဒါ ကြောင့်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံအနေနဲ့မှန်ကန်တဲ့ပေါ်သူရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေလှုပ်ဖို့အတွက်ကျွန်တော်တို့ကစိတ်ဆန္ဒလည်းရှိပါတယ်လုံလင်းလုံနေပါတယ်အာဆီယံဘက်ကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံတနိုင်ငံချင်းစီရဲ့သဘောထားတွေကတချို့ဟာတွေကွဲပြားခြားနားမှုတွေရှိပါတယ်ဒါပေမဲ့လည်းသူရဲ့အခြေခံအချက်လက်တွေရှိပြီးသားပဲဒီအခြေခံအချက်တွေပေါ်မူတည်ပြီးတော့လုံနိုင်ဖို့ပဲအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်လို့စစ်ကောင်ဆောင်ကပြောပါတယ် လက်တွေ့မှာတော့အာနာသိန်ပြီး2021ခုနှစ်အတွင်းစစ်ကောင်းဆောင်နဲ့အာဆီယံဖွဲ့ဝင်နိုင်ငံကောင်းဆောင်များတွေ့ဆုံပြီးနောက်ချမှတ်ခဲ့တဲ့ ပုံသဘောတူ9ရက်ကိုမလုံဆောင်တဲ့အတွက်စစ်ကောင်းစီပြင်အာဆီယံတို့ကမြန်မာလူထုနဲ့နိုင်ငံတကာရဲ့ဝေဖန်မှုတွေခံနေရပါတယ်။ဒါနဲ့ပတ်သက်ပြီးမဆက်ပြရမယ်ဆိုရင်အာဆီယံကအနောက်နဲ့ဥရောပနိုင်ငံတွေရဲ့ဖိအားရှိနေတယ်ဆိုတော့သူတို့ကကန့်ထားတဲ့စကားစကိုတရားဝင်အတိမတ်မပြုရဲဘူး။တချို့နိုင်ငံတွေကလည်းအကျိုးမြတ်ရှိမယ်ဆိုရင်ပြုကျင်တဲ့သဘောတွေ့ရတယ်။တချို့ကလည်းမရှိဘူးထုတ်ပေါ်ကန့်ကွက်ကြောင်းပြောတာမျိုးတွေတော့တွေ့ရတယ်။ ယ်စာကစာဘက်ကတော့ပူပေါင်း၅ချက်တောင်းလိုက်မလုပ်ဘဲနဲ့အခြေခံမူတွေအတိုင်းလိုက်လုပ်နေတယ်ဆိုတာကအပြောပဲရှိတာပါလို့အာဆီယံနဲ့နိုင်ငံကြီးလေးလာသုံးသက်သူတအုပ်ကပြောပါတယ် လက်တလောစစ်ကောင်စီအနေနဲ့နိုင်ငံတကာနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံများ၏အတိမတ်ပြုမှုရရှိဖို့အခုနှစ်ဒီဇင်ဘာလအတွင်းရွှေကောက်ပွဲကျင်းပဖို့အပူတပြင်းကြိုးပမ်းနေပြီးအဲဒီမှာတဆင်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုဖျောက်ဖျက်ဖို့ကြိုးပမ်းနေတယ်လို့နိုင်ငံ၏လိလာသုံးသက်သူတွေကဆိုပါတယ်။အရက်သားမျက်နှာနဲ့အရက်သားတွေကိုကာလိုက်တဲ့သဘောမျိုးဖြစ်သွားတာကြောင့်စကားဆရွှေကောက်ပွဲကိုအာဆီယံနိုင်ငံတွေလည်းထောက်ခံသွားဖို့များနေတယ်အတိကကတရုတ်ပေါ်လို့နောက်ထပ်နိုင်ငံ၏လိလာသုံးသက်သူတအုပ်ကဆိုပါတယ်။ အဲဒီနောက်စစ်ကောင်စီအနေနဲ့2024ခုနှစ်မှာ2029ခုနှစ်ထိအာဆီယံရုရှားဆက်ဆံရေးအတွက်ညှိနှိုင်းဆောင်ရွက်ပေးဖို့တာဝန်ယူထားကြောင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောပါရယ်အရင်တုန်းကကျွန်တော်တို့ကတရုတ်နဲ့အရင်ကာလကကျွန်တော်တို့လုံခဲ့ပါရယ်တရုတ်လည်းအောင်အောင်မြင်မြင်ကျွန်တော်တို့လုံပြီးခဲ့တယ်ကျွန်တော်တို့အခုဆိုရင်လည်းရုရှားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကညှိနှိုင်းနိုင်ခဲ့တဲ့နိုင်ငံတစ်ခုအနေနဲ့တာဝန်ယူထားတာပေါ့ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လည်းရုရှားနဲ့အာဆီယံနိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးပိုကောင်းအောင်လုပ်ပေးဖို့ကျွန်တော်တို့လည်းဆန္ဒရှိပါရယ်ရုရှားကအာဆီယံအတွက်တော့အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်လို့ဆိုပါတယ်မြန်မာငလင်းလောက်ခတ်မှုနဲ့ပတ်သက်ပြီးစစ်ကောင်ဆောင်ကရုရှားပါဝင်နိုင်ငံ26ခုကအကူအညီပေးခဲ့တဲ့အတွက်အာရစင်ဟာကောင်းပြီးပြန်လည်ထူထောင်ရေးအတွက်အခုထက်အကူအညီများပိုမိုလိုအပ်နေစေဖြစ်ကြောင်းပြောပါတယ်ဒါအပြင်ရုရှားမြန်မာနိုင်ငံအနေနဲ့စင်ရေးကဏ္ဍတင်မကနျူကလ িয়ার ဒါပေးဆက်ယုံတိဆောင်ရေးတဝယ်ရေးနဲ့စိတ်ကန်တိဆောင်ရေးကမ်းလွန်ရှင်နဲ့တန်ငွေထုတ်လုပ်ရေးအတွက်ရှင်းနီးမြုံနိုင်ယူလို့မှဆွေးနွေးထားနိုင်တဲ့ကဲ့သို့သဘောတူညီချက်ရရှိထားတာပြီးလည်းရှိရလို့ဆိုပါတယ် တပံအမေရိကန်ပြည်ထောင်စုကမြန်မာပို့ကုန်များပေါ်အခွန်44ရာခိုင်နှုန်းတိုးကောက်ခြင်းနဲ့တရုတ်ပါဝင်နိုင်ငံအချို့ပေါ်အခွန်နှုန်းထားတွေကိုတိုးမြင့်ကောက်ခံခြင်းတို့ကမလုံတဲ့အကြောင်းစစ်ကောင်ဆောင်ကပြောဝါရင်မြန်မာအမေရိကန်နိုင်ငံကြားကုန်သွယ်မှုက2021ခုနှစ်မှ2025ခုနှစ်အထိအမေရိကန်ဒေါ်လာတန်900ကပ်ပမာဏရှိပြီးအစားထိုးကုန်သွယ်ဘက်နိုင်ငံတွေရှာဖွေရနည်းလမ်းကိုအသုံးပြုရမယ်လို့၎င်းကပြောပါရယ်ရုရှားသတင်းဌာနနဲ့တွေ့ဆုံမှုအတွင်းအလဲလဲအကွဲကွဲဆစ်ရှုံးနေတဲ့အာနာသိန်းစစ်ကောင်ဆောင်ကိုဆိုဗီယက်ပြည်ထောင်စုခေတ်အောင်ပွဲတွေအကြောင်းနဲ့ယ ူကရိန်းရုရှားစင်ရေးပါဝင်အမေရိကန်တင်ရုပ်စင်ရေးကမ္ဘာနိုင်ငံရေးစီးပွားရေးတို့နဲ့ပတ်သက်ပြီးသုံးသပ်ပြောဆိုစီတဲ့မိကုံများမိမြန်းထားတာကိုတွေ့ရပါတယ်။စစ်ကောင်ဆောင်ကလည်းရုရှားကိုချီးမွမ်းကန်ဖွင့်ပြောကြားနေမှုတွေရှိပြီးကမ္ဘာပေါ်မှာရုရှားတင်ရုပ်နဲ့အိန္ဒိယနိုင်ငံတို့ကမြန်မြန်တတလှုပ်ဆောင်ပေးကြတော့လဲအမေရိကန်ပြည်ထောင်စုကလွမ်းမိုးချုပ်ကိုင်နိုင်ဖို့ကြိုးပမ်းနေကြောင်းစစ်ကောင်ဆောင်ကပြောပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်းက၅ချိန်မြောက်ရုရှားခီးစဉ်အဖြစ်မေလ9ရက်နေ့ကကျင်းပခဲ့တဲ့ရုရှားရဲ့ဒုတိယကမ္ဘာစစ်ရဲ့ဆိုင်မှုရှင်းပြနေချီတက်ပွဲကိုသွားခဲ့ကြောင်းပြောပါ ါတယ်ဆလပီ2015နဲ့2020ရွေးကောက်ပွဲမှာအဆက်တကွဲရှုံးထားတဲ့ကြန့်ခိုင်ပါတီကစစ်ကောင်စီရွေးကောက်ပွဲမှာပညာတတ်ကိုယ်စားလှယ်လောင်း80ရာခိုင်နှုန်းနဲ့ရှင်ပြိုင်မယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။2015နဲ့2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲတွေမှာခွက်ခွက်လန်ရှုံးနေခဲ့တဲ့ပြည်ထောင်စုကြန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP ကဘွဲ့ရပညာတတ်80ရာခိုင်နှုန်းပါဝင်တဲ့ကိုယ်စားလှယ်လောင်း1000ကျော်နဲ့စစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ကြောင်းအဲ့ဒီပါတီပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အဲ့ဒီပါတီပြောင်းရေးဆိုခွင့်ရှိသူတွေအတွင်းကတအူးပါဝင်ဖြစ်တဲ့ဒေါက်တာ နန္ဒာလှမြင့်က၎င်းပါတီဝင်တွေကိုမေလ၁၈ရက်မှာထပ်ပါတိုင်ပြောကြားခဲ့တာပါ USDB အနေနဲ့ကိုယ်စားလှယ်လောက်တထောင်ကျော်ရတာပြီးဒေါက်တာပွဲမဟာပွဲနဲ့အခြားပွဲရပညာတတ်၈၀ရာခိုင်နှုန်းကျော်ပါဝင်မှာဖြစ်ကြောင်း၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်ကိုယ်စားလှယ်ရဲ့ပညာရေးချင်းကတော့ဒေါက်တာပွဲဆရာဝန်ပညာရေးဆိုင်ရာဒေါက်တာပွဲ60မဟာပွဲနဲ့တခြားပွဲရသူ129ဦးစုစုပေါင်း189ဦးရာခိုင်နှုန်းအပြင်80ရာခိုင်နှုန်းပါပါတယ်လို့ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်ဒါအပြင်စစ်တပ်မှအငြင်းစ ားယူပြီး USDP ပါတီမှတက်ဆင်းရွှေကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်း88ဦးရှိကြောင်း၎င်းကပြောပါရယ်တမရော်သားအငိမ့်စား88ဦးဆိုတာကအခုမှတမရော်ကအငိမ့်စားယူပြီးပါတီကိုစားဖြူဝင်ရောက်ရှင်ပြိုင်တာမဟုတ်ပါဘူး2010 2015ခုနှစ်တွေကလေးကအငိမ့်စားယူထားတဲ့သူတွေဖြစ်ပါတယ်လို့ဒေါက်တာနန္ဒလာမြင့်ကဖြေရှင်းပြောကြားပါရယ်ကိုယ်စားလှယ်ရွေးချယ်မှုပိုင်းမှာပြဿနာနည်းဆုံးပွတ်တိုက်မှုနည်းဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၎င်းကဆက်ပြောပါရယ်အဲ့ဒီလိုကြန့်ခိုင်ပါတီရဲ့ရွေးကောက်ပွဲဝင်ရောက်ရှင် ပြိုင်ဖို့စောလင်စွာပြင်ဆင်ထားမှုအပေါ်2020ပြည်နှစ်ရွှေကောက်ပွဲကဲ့သို့၎င်းတို့နိုင်မဲတဲ့နဲ့အလွန်စိတ်အားထက်သန်နေရလို့လက်ရှိပြည်တွင်းမှာနေထိုင်သူတချို့ကမှတ်ချက်ပြုပါတယ်။တကူတဲ့ရှင်ပြိုင်ရမှာဒီလိုအခွင့်အရေးတွေသူတို့မှမတက်ကြွရင်ဘသူတက်ကြွမလဲသူတို့လေဒီလိုချိန်မှပဲခွေးကတက်တဲ့ကွာကလွန်မလို့ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာနေထိုင်သူအသက်40ဝန်းကျင်အရွယ်ရှိမြို့သားတအုပ်ကမှတ်ချက်ပြုပါတယ်။ လက်ရှိရန်ကုန်မှာ2010ပြည်နှစ်ကကဲ့သို့ရက်ကွက်ကြေးရွာများရှိအုပ်ချုပ်ရေးမှုများကိုစံခိုင်ရင်းနဲ့ပတ်သက်ဆက်နွယ်သူများဖြင့်အစားထိုးပြောင်းလဲခန့်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီကအခုနှစ်ဒီဇင်ဘာလအတွင်းပြုလုပ်မယ့်ရွှေကောက်ပွဲအတွက် ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီအချို့အနေနဲ့ပြင်ဆင်မှုတွေစတင်ပြုလုပ်နေပြီဖြစ်ကြောင်းရှန်ကုံမြို့မယန်းကုံမြို့နယ်နေမျိုးသားတအုပ်ကပြောပါရယ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမလပထမဘတ်တွင်တွားရောက်ခဲ့တဲ့ရုရှားနဲ့ဘယ်လာရုစ်ခီးစင်တွင်ရွှေကောက်ပွဲကိုအစောဆုံးအနေနဲ့အခုနှစ်ဒီဇင်ဘာနောက်ဆုံးဘတ်ဒါမှမဟုတ်လာမယ့်2026ခုနှစ်ဇန်နဝါရီပထမအတွက်တွင်ကျင်းပမယ်လို့ပြောကြားထားပါရယ်အဒီနောက်စစ်ကောင်းစီရွှေကောက်ပွဲကိုတာဝန်ယူကျင်းပမိမယ်ရွှေကောက်ပွဲကော်မရှင်ကအခုနှစ်ဒီဇင်ဘာလတွင်ရွှေကောက်ပွဲကျင်းပဖို့ရှက်သတ်မှတ်ပြီးဖြစ်ကြောင်းပြီးခဲ့တဲ့မေလ16ရက်နေ့ကထုတ်ပြောထားပါ ပါတယ်။ကြမ်းခိုင်ပါတီကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်မဖြစ်ခဲ့ပေ။စစ်အစိုးရကဦးဆောင်ကျင်းပါတယ်။2010ပြည်နှစ်ရွေးကောက်ပွဲမှာသာတန်တရာရီနဲ့အနိုင်ရခဲ့ပြီး2015နဲ့2020ပြည်နှစ်ရွေးကောက်ပွဲတို့မှာကိုယ်စားလှယ်လောက်တထောင်ကျော်နဲ့ဝင်ရောက်ရှင်းပြန်ခဲ့တော့လေ။ပြိုင်ဘက် NLD ပါတီကိုအဆက်တကွဲအရှုံးပေးခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တပုတ်အနည်းနဲ့ပလဲမြို့နယ်နွေအင်းကြီးရွာ60တက်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှု6တန်းနဲ့12တန်းကြောင်းသားကြောင်းသူ9ဦးပါဝင်4ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်နွေအင်းကြီးရွာကိုစံဘတ်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ရာ6တန်းနဲ့12တန်းကြောင်းသားကြောင်းသူ9ဦးပါဝင်4ဦးသေဆုံးခဲ့ကြောင်းဒေသနယ်ပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။မေလ18ရက်နေ့လယ်12:45မိနစ်ကပလဲမြို့နယ်နွေအင်းကြီးရွာအရှိပိုင်းအလဲပိုင်းအနောက်ပိုင်းနေရာ3ခုကိုအစံဘတ်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံသီး3လုံး ြင်းချတိုက်ခိုက်ခဲ့ရာ6တန်းကျောင်းသားမောင်ဖုံးမင်းတန်12တန်းကျောင်းသူမတ်ကျေစင်ဦးနဲ့ ဒေါ်မယီတို့ပွဲချင်းပြီးတည်ဆောင်းခဲ့ကြအောင်ဒါအပြင်မှတ်တင်မြတ်သူမှလည်းစေယုံမှာထပ်မံတည်ဆောင်းသွားတဲ့အတွက်စုစုပေါင်းတည်ဆောင်းသူ၄ဦးရှိကြောင်းသိရပါဗျ။ဒီနေ့၁၂နိုင်၄၅မိနစ်ကနှွေအင်းကြီးရွာရှိပိုင်းအလဲပိုင်းအနောက်ပိုင်းနေရာ၃ခုကိုဂျက်ဖိုင်တာနဲ့ပုံသီး၃လုံးကျင်းချသွားတာ၃ဦးချက်ချင်းတည်နေတဲ့၁ဦးကစေယုံမှာတည်နေအသက်၂နှစ်အရွယ်ကလေး၁ဦးလက်ဖြက်ရတဲ့အရေးပေါ်ဆေးကုသပေးနေရသူ၄ဦးရှိပါတယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့ပုံကျဲသွားတာပါလို့ဒေသနေပြည်သူတ ống ကသတင်းဌာနကိုပြောပါရတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ 6ဦးရှိပြီးမောင်ဝီရန်စုမက်ဆွေမာဝင်းမက်ဖြူဖြူလုံးနဲ့သုံးနှစ်ရွယ်ကလေးငယ်တအူတို့မှာစိုးရင်ရကြောင်းကိုဖိုးတုတ်ကိုလင်းစိန်တို့မှာစိုးရင်စရာမရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်